င်္ဂလာပါခင်ဗျာ2023ခုနှစ်အောက်တိုဘာ31ရက်ကြာသပတေးညပိုင်းလွတ်လပ်တဲ့အာရှသား RF ရဲ့ရုပ်မြင်သံကြားအစီအစဉ်လေးကိုအမေရိကန်ပြည်သူဝါရှင်တန် DC မြို့တော်ကနေစပြီးထုတ်လွှင့်နေပါပြီကျွန်တော်ကကြောင်းမဲထုတ်ပါခင်ဗျာ RF ရဲ့အစီအစဉ်လေးကိုမြန်မာစံတော်ချိန်ည8:00နာရီခွဲကနေ9:00နာရီထိထုတ်လွှင့်သွားမှာဖြစ်ပါတယ်ဒီကနေ့တည်းထူးခြားသတင်းတွေကိုစပြီးတင်ပြပါမယ်ခင်ဗျာ မြန်မာနိုင်ငံဒီမိုကရေစီရဲ့အတွက်ကြိုးပမ်းခဲ့တဲ့ကာလတစ်လျှောက်မှာနိုင်ငံတကာအသိုင်းအဝိုင်းရဲ့အားပေးထောက်ခံမှုတွေကြောင့်ဘယ်တော့မှအထူးကြံရုန်းကန်ခဲ့ရတာမရှိပါဘူးလို့တောင်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်။အီတလီနိုင်ငံမှာရောက်နေတဲ့မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌတောင်ဆန်းစုကြည်ကအီတလီနိုင်ငံရဲ့ဂုံဒူးဆောင်ဘလော့ညာမျိုးတော်စုကိုလက်ခံယူစင်မှာအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ I've never felt myself to be alone. I've never felt myself to be alone because everywhere I go in my country as well as in other countries ဘလောက်ညာမျိုးဟာခရစ်မပေါ်မီအနှစ်တစ်ထောင်လောက်ခရေကတည်ရှိခဲ့တဲ့ရှေးဟောင်းမျိုးတော်ဖြစ်ပြီးမျိုးတော်ကောင်စီကလည်း2008ခုနှစ်မှာဒေါ်ဆန်းစုကြည်ကိုဂုံနူးဆောင်မျိုးတော်သူစုချီးမြှင့်ခဲ့တာဖြစ်ပါတယ်ဒေါ်ဆန်းစုကြည်ကမိမိတို့ခေတ်ကာလမှာကြုံတွေ့ရတဲ့အထူးခြားဆုံးလူသားတွေတည်းကတူဖြစ်ပြီးဘလောက်ညာမျိုးတော်အနေနဲ့ဒေါ်ဆန်းစုကြည်ရဲ့မြန်မာဒီမိုကရေစီကျိုးပမ်းမှုတွေမှာတသွေးသသားတဲ့ထောက်ခံရည်တည်နေတယ်ဆိုတာကိုပြသတဲ့အနေနဲ့အခုလိုဂုံနူးဆောင်မျိုးတော်သူစုကိုချီးမြှင့်ခဲ့တာဖြစ်ကြောင်း မြို့တော်အုပ်ချုပ်ရေးကောင်စီကမှတ်တမ်းတင်ပုံပြခဲ့ပါတယ်။အဲဒီနောက်ဒေါန်ဆန်းစုကြည်ဟာဘလော့ညာတက္ကသိုလ်ကချင်းမြင့်တဲ့ဂုံတူးဆောင်ပါရကူဘွဲကိုလက်ခံရယူခဲ့ပါတယ်ခင်ဗျာ။တိုင်းသားလက်နက်ကိုင်အဖွဲ့18ဖွဲ့ရကောင်းဆောင်နေညီလာခံကိုကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်လိုင်စာမြို့မှာဒီကနေ့ဒုတိယနေ့ဖြစ်ဆက်ပြီးကျင်းပနေပါတယ်။ညီလာခံမှာ UNFC လို့ခေါ်တဲ့ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီနဲ့ အစိုးရဘက်ကတင်ပြထားတဲ့အပြစ်ခတ်ရဲစဲရီမူ၂ရက်နဲ့ပတ်သက်ပြီးဆွေးနွေးရမှာပြည်လည်မှုမရသေးဘူးလို့ညီလာခံဖြစ်မြောက်ရေးကော်မတီအတွင်းမူနိုင်ဟန်တာကပြောပါရယ်အစိုးရဘက်ကတင်ပြထားတဲ့မူနဲ့ UNFC ရဲ့မူအကြာကွာဟချက်တွေရှိနေတာကြောင့်တိုင်းရင်းသားခေါင်းဆောင်တွေကြားတူညီတဲ့အမြင်သဘောထားတစ်ခုရအောင်ဆက်ပြီးတော့ညှိနှိုင်းရအောင်မယ်လို့ UNFC အထွေထွေအတွင်းမူလည်းဖြစ်တဲ့နိုင်ဟန်တာပြောပါရယ် UNFC ကတင်ပြထားတဲ့မူမှာနှစ်ဖက်တပ်တွေနေရာချထားရေးပါရှိပေမဲ့အစိုးရရဲ့မူထဲမှာအဲ့ဒီချက်ပါတာမတွေ့ရဘူးလို့ဆိုပါရယ် ်အခုကျင်းပနေတဲ့လိုင်စာညီလာခံကနေတနိုင်ငံလုံးပြစ်ခတ်ရဆက်ရေးအတွက်တူညီတဲ့ဆုံးဖြတ်ချက်တစ်ခုချမှတ်ပြီးအစိုးရငင်းချိုင်းလုပ်ငန်းဖော်ဆောင်မှုကော်မတီဝင်တွေနဲ့နိုဝင်ဘာပထမပတ်အတွင်းတွေ့ဆုံဆွေးနွေးသွားဖို့ရှိပါတယ်။မနေ့ပြန်ဆက်ပြီးတော့ကျင်းပမယ်ညီလာခံကနေတိုင်းရင်းသားကောင်းဆောင်တွေအားလုံးဘုံသဘောတူညီချက်တစ်ခုချမှတ်နိုင်ဖို့မျှော်လင့်နေကြတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ကချင်လွတ်မြောက်ရေးတပ်မတော် KAI ရုံးချုပ်ရှိရာကချင်ပြည်နယ်လိုင်စာမြို့မှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၁၉ဘွဲ့ကောင်းဆောင်နေညီလာခံကိုဒုတိယဖြစ်ကျင်းပနေစဉ်မှာပဲဒီညီလာခံနဲ့ပတ်သက်လို့ ကချင်တိုင်းရင်းသားဒေသခံတွေရဲ့အမြင်ကိုကျွန်တော်တို့ RF သတင်းတောက်ကိုမျိုးစော်ကိုတင်ပြထားလို့လည်းကြီးရှိပါအောင်ခင်ဗျာအချင်းလွတ်မြောက်ရေးဖွဲ့ KIO ရဲ့ဖိတ်ကြားချက်နဲ့ဒိုင်စာမြို့မှာကျင်းပနေတဲ့တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ညီလာခံဒုတိယနေ့ဒီနေ့မှာခေါင်းဆောင်တွေအားလုံးတကားပိတ်အစည်းအဝေးကျင်းပခဲ့ပါတယ်ဒီညီလာခံဟာတနင်္ဂနွေလုံးအတိုင်းတာအပြစ်ခတ်ရက်စဲရင်းနဲ့နိုင်ငံရေးဆွေးနွေးပွဲတွေအထိ နိုင်ငံရေးအရာတက်ရောက်မှုရှိမဲ့ညီလာခံလို့လည်းပြောကြပါဗယ်။လိုက်စာမြို့မှာနေထိုင်နေကြတဲ့ကချင်တိုင်းရင်းသားစစ်ပေးဒုက္ခသည်တွေကလည်းဒီညီလာခံဟာမြမပြည်ငိမ့်ငိမ့်ရဲ့အတွေ့အဆပြုတဲ့ညီလာခံမျိုးသဘောထားရှိနေကြပါဗယ်။လိုက်စာတိုင်းသားညီလာခံကနေတိုင်းသားအခွင့်အရေးတွေရရှိဖို့ယုံကြည်တယ်လို့လိုက်စာမြုပ်ခံတူဖြစ်တဲ့ကိုရော့ထုံကပြောပါတယ်။အော်ဒီအစည်းအဝေးကြောင့်ကျွန်တော်တို့တိုင်းသားအကုန်လုံးပေါ့နော်ရပိုင်ခွင့်တွေရရှိလာမယ်လို့မျိုးတင်တယ် ကေလုံများအေးဂျီစီဝဲအောင်မြင်မယ်ဆိုရင်တော့တစ်ဖက်နဲ့တစ်ဖက်ညီနိုင်သွားမယ်ဆိုရင်တော့အဆင်ပြေသွားမှာလို့မျှော်လင့်ပါတယ်ရင်ချရဲပုံပြီးတော့ပြည်သူများအတွက်ပုံပြီးတော့အဆင်ပြေသွားမယ်လို့ညွှန်ပြပါမယ်။ခုလိုလိုင်စာမျိုးမှာတိုင်းရင်းသားတွေညီလာခံချင်းပနေတဲ့တစ်ချိန်တည်းမှာပဲပြီးခဲ့တဲ့ရက်ပိုင်းကကချင်ပြည်နယ်မန်စီမြို့နယ်တဝိုက်မှာအစိုးရတပ်နဲ့ KNY တပ်တွေတိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ရာနဲ့ချီတဲ့စစ်ပေးဒုက္ခတွေတွေကိုဗန်မော်မြို့ကချင်နှစ်ချင်းခရင်ရန်အသင်းတော်ကတွားရောက်ခေါ်ယူပြီးဗန်မော်မြို့မှာနေရာချထားပေးနေတယ်လို့လည်းသိရပါဗျ။ကချင်ပြည်နယ်ပါဝင်တနိုင်ငံလုံးငြိမ်းချမ်းရေးဖို့အတွက်အားလုံးကလိုလားနေကြတာဖြစ်တယ်လို့အစိုးရနဲ့တိုင်းရင်းသားခေါင်းဆောင်တွေကလည်းအပြန်ဆုံးဖြစ်အောင်ကြိုးပမ်းနေကြတယ်လို့ပြောကြပါဗျ။ ကချင်ပြည်နယ်တွင်းမှာဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေကြောင့်မိသားစုဝင်တွေဆုံးရှုံးခဲ့ရတဲ့ဒိုင်ဇာမြို့ဒေသခံကိုနော်အောင်ကသူ့ရဲ့ခံစားချက်ကိုခုလိုပြောပြပါတယ်။ခံစားနေရတာကမျိုးစားလေကောင်းကောင်းတည်ရဘူးပေါ့။ဤစီဝါတဲ့တိအလုံးတော့မရှိဘူးပြင်းထွက်ပြရတာကပိုများပြီးဒုက္ခရဤတော့ကိုရဲ့အင်းသူအင်သားတွေကတယောက်ပြီးတယောက်ပြီးတော့အမျိုးခံစားချက်တွေကပိုပြီးများပါ။ အခုလိုတိုင်းဟင်းသားခေါင်းဆောင်တွေလိုက်စားညီလာခံချင်းပပြီးဆွေးနွေးနေပေမဲ့လိုက်စားမြို့ပတ်ဝန်းကျင်ကတောင်ကုန်းတွေပေါ်မှာအစိုးရတပ်တွေကနေရာချထားနေတဲ့အတွက်ဒေသခံတွေအနေနဲ့စိုးရိမ်နေဆဲဖြစ်တယ်လို့လိုက်စားမြို့ဒေသခံဒေါခွချုံးကပြောပါတယ်။ဒီနေ့အခုလိုတိုင်းဟင်းသားပေါင်းစုံနဲ့ဒီမှာအခုဘာလဲဇီဝေလုတ်တာပေါ့နော်ဒီချိုင်းနဲ့ပတ်သက်တဲ့ဒီမှာဇီဝေလုတ်တဲ့အခါတော့နည်းနည်းညှို့ချက်တော့ရှိတယ်။ အခုရှင်တောင်ဖတ်ပတ်နေမှာနင်တော့ခုစစ်တက်တယ်啊မာရေပေါ်ကဘာလဲစစ်တက်တယ်ဆက်ထားတော့နင်းနေတော့ဆိုရင်လည်းပေါ့ငါတို့ကဒီခေစာမျိုးရတယ်အုံလုံးပဲအဲဘယ်တော့ဒီလိုလုပ်မလဲအရင်တော့အဲ့ဒီဆယ်နှစ်နှစ်တုန်းကဆိုတဲ့ဟိုဘာလဲဘမောခန့်ကဲတောင်ကနေပြစ်လိုက်တဲ့အမြောက်ပါဒီငါမှပဲကြာငါမှတုံးစင်ကြာသွားတယ်အဲ့ဒီခါကျတော့ဒီလိုသားတရားကလေးလေးတည်နေလို့ကတော့ လူကြီးအဖိုးကြီးတွေလည်းမြောက်တော့ဆုံးသွားတယ်။အဲ့ဒါကြောင့်ဘဲတော့ဘဲတော့များပြစ်လိုက်တယ်။ဘဲတော့များကျွားလို့လေရင်နဲ့လာပြစ်မယ်ဆိုတော့အမတို့ကအမြဲတမ်းဆိုရင်ဒီမှာကြည်လက်စာမှလည်းအော်တိုဘာလ30ရက်နေ့ကနေနိုဝင်ဘာလ1ရက်နေ့ထိကျင်းပမယ့်လိုင်စာညီလာခံကနေ ထွက်ပေါ်လာတဲ့တိုင်းရင်းသားတွေရဲ့ဘုံသဘောတူညီချက်တွေကိုလာမယ့်နိုဝင်ဘာလ3ရက်နေ့ဝန်းကျင်လောက်မှာအစိုးရကဥဆောင်ပြီးမြစ်ကြီးနားမြို့မှာကျင်းပမယ့်ညဉ့်ဉန်းရေးဆွေးနွေးပွဲမှာအစိုးရညဉ့်ဉန်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီနဲ့ဆက်လက်ဆွေးနွေးကြမှာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။အားဖြင့်တင်တော့ကုမျိုးစော်ကိုတင်ပြတော့ပါခင်ဗျာ။2010ပြည်နှစ်ရွေးကောက်ပွဲအတွက်နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်ညင်းပယ်ခံခဲ့ရတဲ့ KIO ကောင်းဆောင်ဟောင်းဒေါက်တာမနန်ဒူးချာကိုတရားဝင်ပါတီတီထောင်မှုရွေးကောက်ပွဲကော်မရှင်ကမနေ့ကခွင့်ပြုလိုက်ပါတယ်။ ဒေါက်တာဒူးဂျာဟာ2015ရွေးကောက်ပွဲဝင်ဖို့အတွက်ကချင်ပြည်နယ်ဒီမိုကရေစီပါတီ KSDP အမည်နဲ့ရွေးကောက်ပွဲကော်မရှင်မှာပါတီမှတ်ပုံခွင့်ရှောက်ထားခဲ့ရဖြစ်ပါတယ်။လက်ရှိဆိုရပေါ်ဆောင်နေတဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ပြည်တွင်းငြိမ်းချမ်းရေးတွေမှာအတက်နိုင်ဆုံးပူးပေါင်းဆောင်ရွက်သွားမယ်လို့ဒေါက်တာဒူးဂျာက RFA ကိုပြောပါတယ်။ဒေါက်တာဒူးဂျာဟာ2010ရွေးကောက်ပွဲမှာပါတီတီထောင်ခွင့်ညှင်းပယ်ခံရတဲ့တခုတည်းသောတိုင်းရင်းသားပါတီဖြစ်ပြီးတတိပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ်ရွေးကောက်ပွဲဝင်ခွင့်နဲ့ပြိပင်ခံခဲ့ရသူဖြစ်ပါတယ်။ KIO ဒုဥက္ခရာဖြစ်နှစ်ပေါင်းများစွာတာဝန်ယူခဲ့တဲ့ဒေါက်တာဒူးကြာကိုအခုလိုပါတီထောင်ခွင့်ပေးလိုက်တာဟာလိုင်ဇာမှာ KIO နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေငြိမ်းချမ်းရေးအတွက်ညီလာခံကျင်းပနေတဲ့အချိန်နဲ့လည်းတိုက်ဆိုင်နေပါတယ်။ဒေါက်တာဒူးကြာရဲ့ KSDP ပါတီနဲ့အတူ လီဆူမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP ကိုလည်းတရားဝင်ပါတီထူထောင်ခွင့်ပြုလိုက်တဲ့အတွက်ကချင်ပြည်နယ်မှာတိုင်းရင်းသားနိုင်ငံရေးပါတီ၄ခုရှိသွားပြီလို့သိရပါတယ်ခင်ဗျာ။ ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့ EU အနေနဲ့2015ရွေးကောက်ပွဲမှာလေးလာဆောင်ကြီးကိုယ်စားလှယ်တွေဆေလွတ်ကူညီဖို့မြန်မာအစိုးရကိုကမ်းလှမ်းထားတယ်လို့အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ EU သံမကြီးကပြောကြားလိုက်ပါတယ်။ရန်ကုန်မှာမနေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ EU သံမကြီး Roland Kobia ကအခုလိုပြောလိုက်တာပါ။2015ရွေးကောက်ပွဲကိုပွန်လင်းလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ကြိုးပမ်းဆောင်ရွက်မယ်လို့မြန်မာအစိုးရကရောရွေးကောက်ပွဲကော်မရှင်ကပါပြောဆိုထားတာကိုကြားသိရတဲ့အတွက်ကြားသိရတဲ့အတွက်အထူးမျှော်လင့်မိတဲ့အကြောင်း EU တာမတ်ကြီးကပြောပါတယ်ဒီလိုဖြစ်လာဖို့အတွက် EU အနေနဲ့သက်ဆိုင်သူအလုံးကိုကူညီပံ့ပိုးပေးဖို့အသင့်ရှိနေတဲ့အကြောင်းဒီလိုကူညီခြင်းအားဖြင့်မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲတရားမျှတပြီးဂုဏ်သိက္ခာတက်စေမဲ့အကြောင်းလဲဖြစ်မှာဖြစ်တဲ့အကြောင်းလဲ EU တာမတ်ကြီးကပြောပါတယ် EU ဆိုင်ရာပထမဆုံးအာဆီယံဆိုင်ရာပထမဆုံး EU တာမတ်ကြီး Mr. Roland Kobia ဟာပြီးခဲ့တဲ့စက်တင်ဘာလကတာမတ်ခန့်အလွာကိုသမ္မတဦးသိန်းစိန်ထံပေးအပ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ ကမ္ဘာပံကနှစ်စဉ်ထုတ်ပြန်တဲ့ Doing Business Report ကိုစီးပွားရေးလုပ်ငန်းဆောင်ရွက်ရေးအခြေပြုနိုင်ငံများဆင်းရဲမှာမြန်မာနိုင်ငံဟာအောက်ဆုံးပိုင်းကနေပါဝင်နေတာတွေ့ရပါတယ်။စီးပွားရေးလုပ်ငန်းတွေစဆောင်ရွက်ဖို့အကောင်းဆုံးနဲ့အဆိုးဆုံးနိုင်ငံများဆင်းရဲပါနိုင်ငံပေါင်း189နိုင်ငံမှာမြန်မာနိုင်ငံကအဆင့်182မှာရှိနေတာဖြစ်ပါတယ်။မြန်မာရဲ့နောက်မှာ Eritrea, Chad, Sudan စတဲ့နိုင်ငံတွေရှိပါတယ်။ပြည်ပြန်ပြောင်းလဲရေးတွေဆောင်ရွက်နေတာနှစ်နှစ်လောက်ရှိပြီဖြစ်တဲ့မြန်မာနိုင်ငံကိုစီးပွားရေးလုပ်ငန်းဆောင်ရွက်ရေးအခြေပြနိုင်ငံများစီးရင်မှာဒီနှစ်ပထမဆုံးအကြိမ်ထည့်သွင်းဖော်ပြရတာဖြစ်ပါတယ်။ ဒီဆင်းမှာစီးပွားရေးစတင်ဆောင်ရွက်တဲ့နေရာမှာလွယ်ကူမှုခက်ခဲမှုစတဲ့အခြေအနေတွေပေါ်မူတည်ပြီးတော့နိုင်ငံတွေကိုအဆင့်သတ်မှတ်တာဖြစ်ပါတယ်။နောက်နိုင်ငံမှာစီးပွားရေးလုပ်ငန်းစတင်ထူထောင်ဖို့ဈေးစကားကြီးမားလွန်ပြီးလုပ်ငန်းထူထောင်ဖို့အဆင့်နေရာလည်းခက်ခဲကြမြင့်နေလို့ဆိုပါတယ်။မြန်မာနိုင်ငံမှာကုမ္ပဏီတစ်ခုမှတ်ပုံတင်ဖို့82ရက်လောက်ကြာမြင်ပြီးစင်ကာပူနိုင်ငံမှာ3ရက်တောင်မကြာဘူးလို့ဆိုပါတယ်။ဒါအပြင်ဥပဒေဟောင်းတွေနဲ့ဥပဒေဟောင်းတွေကိုအစ်စ်တွေနဲ့အစားထိုးရအောင်မှဖြစ်သလို လုပ်ငန်း contract ဆိုင်ရာကိစ္စတွေမှာလည်းတီမောနိုင်ငံတဲ့နည်းနည်းပဲသားတယ်လို့စီးရင်မှာဖော်ပြထားပါတယ်ခင်ဗျာနိုဝင်ဘာလကစပြီးတော့ဆက်မှုစုံတွေမှာလျှက်စစ်၃ဆွဲကအောက်ခံမှုနှုံတာကိုတယူနစ်85ကျပ်ကနေ150အထိတိုးမြင့်ကောက်ခံမဲ့အစည်းအဝေးဟာအသေးစားနဲ့အလတ်စားဆက်မှုလုပ်ငန်းရှင်တွေကိုထိခိုက်စေတယ်လို့မန္တလေးဆက်မှုစုံလုပ်ငန်းရှင်တွေကပြောလိုက်ပါတယ်ဒီအကြောင်းကိုကျွန်တော်တို့ RF သတင်းတော်ကိုကြော်ထွန်းနိုင်ရန်တင်ပြထားပါတယ်ခင်ဗျာ သိုးရကအိမ်သုံးတဲ့လုပ်ငန်း3လျှက်စင်မီတာကတွေကိုနိုဝင်ဘာလကနေစတင်ပြီးတိုးမြှင့်ကောက်ခံသွားမယ်လို့ကြေညာလိုက်တဲ့အတွက်အရင်ကတည်းကလျှက်စင်မီအလုံလောက်မရတဲ့အသေးသားနဲ့အလက်စားလုပ်ငန်းရှင်တွေကုန်ကျစရိတ်တွေများလာမှာဖြစ်တဲ့အတွက်လုပ်ငန်းထိခိုက်မှာကိုစိုးရိမ်နေကြပါတယ်။အခုချိန်မှာလျှက်စစ်3ဆွဲကတွေတိုးမြှင့်ကောက်ခံလိုက်မယ်ဆိုရင်အသေးသားနဲ့အလက်စားလုပ်ငန်းတွေတဲကအသေးသားစက်မှုလုပ်ငန်းတွေပြိုလဲသွားမှာဖြစ်တယ်လို့မန္တလေးစက်မှုသုံးကတန်ရီကျိုလုပ်ငန်းရှင်ဦးအောင်မိုးကပြောပါတယ်။ဒီလျှက်စစ်တာဒီနှုံးအတိုင်းလားဆက်တည်သွားမယ်ဆိုရင်ကတော့ အသေးစားလေးတွေကတော့အကုန်ပြိုလဲသွားမှာဒီ85ကျောက်လုံးနဲ့လုတ်ကိုင်းနေတာကိုပဲပြိုလဲတဲ့လုပ်ငန်းရှင်ကပြိုလဲနေပြီ150လုံးမကောက်သေးဘူး150လုံးကောက်လိုက်ရင်ဒီထက်ထပ်ပြီးပြိုလဲဖို့ရာပဲရှိတယ်တိုးတက်ဖို့ရာ မရှိဘူး မန္တလေးဆက်မှုဆောင်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌဦးအောင်ဝင်းခိုင်ကတော့လက်စစ်တအားက၃ဆဲကတုံးမြေကောက်ခံလိုက်တာဟာလုပ်ငန်းရှင်တွေအတွက်ထိခိုက်နိုင်ပေမဲ့နိုင်ငံတော်အတွက်တော့ကောင်းမွန်တဲ့အစီအစဉ်ဖြစ်တယ်လို့ပြောပါတယ်။ယာယီအဖြစ်လုပ်ငန်းရှင် SME အနေနဲ့တော့အခုလောလောဆယ်ဖြစ်နေတာလေးကိုမြင်းလဲရတုံးဈေးကတက်သွားလိုက်မယ်ဆိုတော့သူကနင်းနာမှုတော့ရှိတာပေါ့။ဒါပေမဲ့ယာယီအဖြစ်တော့ရှိပါလေ။ရေရှည်အတွက်ကတော့မဟုတ်ပါဘူး။ရေရှည်အတွက်တော့ကျွန်တော်အနေနဲ့မြင်တာကတော့ဘာပဲဖြစ်ဖြစ်ကျွန်တော်လိုအပ်တဲ့နောက်ထပ်လက်စစ်တွေရင်းနှီးမြှုပ်နှံမှုလည်းအများကြီးရအောင်မယ်။အဲ့ဒါ capital cost ပုံမှန်မှမူတည် အဲ့ကျွန်တော်ပြည်တော်စုကျွန်တော်ဒီလက်စစ်ဝန်ကြီးဌာနနေပြတော့ဒါကိုစစ်စစ်ပြုပြီးတော့မှဒီထပ်တင်ထပ်ထိုက်တဲ့ဈေးနှုန်းကိုအဲ့ဒါထားလို့ရှင်ပို့အဆင်ပြေလေလို့ကျွန်တော်လည်းဒီလိုပဲကျွန်တော်အသေးစားနဲ့အလက်စားလုပ်ငန်းရှင်တွေကိုထိခိုက်လာမယ်ဆိုရင်ထုတ်လုပ်မှုတွေရော့ကျလာနိုင်ပြီးအလုပ်လက်မဲ့တွေပေါ်လာနိုင်တယ်လို့လုပ်ငန်းရှင်တွေကပြောပါတယ်စက်ရုံကိုထိခိုက်လာရင်တော့လုပ်သားတွေကိုရှော့ချရမယ်လို့မန္တလေးစက်မှုဆောင်ကတန်ယူကျလုပ်ငန်းရှင်ဦးမြင့်အောင်ကပြောပါတယ်ဦးကလုံသမား100လောက်ရှိတယ်လုံသမား100လောက်ကိုဒီ လက်ရှိတော့မှပူဇကသာလုံနေရတဲ့အချိန်မှာဇာတို့တက်သွားတယ်ဆိုရင်ဦးလေးလောက်ကတနေ့ဆုံးရှော့ရတော့မှာလျက်စစ်ဝင်းကြီးဌာနအနေနဲ့လျက်စစ်တအားကကောက်ခံမှုနှုံနာကိုပြန်လည်စစ်စစ်ပြီးနှစ်ဦးနှစ်ပတ်အဆင်ပြေနိုင်မဲ့နှုံနာမျိုးကိုပြန်လည်သတ်မှတ်ပေးဖို့လုပ်ငန်းရှင်တွေဘက်ကဆန္ဒရှိနေကြပါတယ်။အိန္ဒိယနိုင်ငံတစ်ခုဖြစ်တဲ့တရုတ်နိုင်ငံရဲ့စက်မှုဇုံတွေမှာသတ်မှတ်ကောက်ယူနေတဲ့နီးစနစ်ကိုမန္တလေးစက်မှုဇုံကတန်ရုံကျလုပ်ငန်းရှင်ဦးသိန်းစောကအခုလိုပြောပါတယ်။အိန္ဒိယတရုတ်နိုင်ငံမှာ နွေရာသီမှာရေရှားတဲ့အခါမှာ မီတာကတစ်မျိုးမိုးရာသီမှာရေပိုးတဲ့အခါမှာမီတာကတစ်မျိုးနောက်ပြီးတော့တခုထူးဆန်းတာက24နာရီတောင်မှမီတာက3မျိုး3စားရှိတယ်လို့ပြောပါတယ်ဥတို့လိုတရုတ်နိုင်ငံမှာတိုင်ရေးချိုးလုပ်ငန်းတွေကည7နာရီနောက်ပိုင်းမှကြိုတာများပါတယ်ည7နာရီမှကြိုတဲ့ခါကျတော့တယူနစ်ကိုတရာလို့ဥတို့သိပါတယ် ပြည်ထောင်စုလျှက်စစ်ဝန်ကြီးဌာနကနိုဝင်ဘာလကစတင်လို့စက်မှုသုံးတွင်မှာယူနစ်9000နဲ့အထက်သုံးဆွဲတဲ့လုပ်ငန်းရှင်တွေကိုတယူနစ်လျင်ပြ၅၀ကျပ်နှုန်းနာကောက်ခံသွားမှာဖြစ်ပြီးယူနစ်9000အောက်သုံးဆွဲတဲ့လုပ်ငန်းရှင်ကိုတော့တရားကျပ်နှုန်းကောက်ခံသွားမှာဖြစ်ပါတယ်။ အသေးစားလုပ်ငန်းရှင်တွေရဲ့ဒလမီတာကကုန်ကြသေးဟာအခုသတ်မှတ်လိုက်တဲ့နှုန်းထားသေးအရဆိုရင်ဒလကို9သိန်းကျော်လောက်ကုန်ကြသွားမှာဖြစ်တဲ့အတွက်ကုန်ကြသေးတွေအစမတန်များလာမှာဖြစ်ပါတယ်အလားတူအိမ်သုံး200မီတာကနှုန်းထားတွေကိုလည်းတယူနစ်35ကျပ်နှုန်းကောက်ခံနေရကနေ90ကျပ်နှုန်းပြောင်းလဲကောက်ခံသွားမှာဖြစ်ပါတယ်ခင်ဗျာအားဖြင့်တော့ကိုကျော်ထွန်းနိုင်တင်ပြသွားတော့ပါခင်ဗျာ မြန်မာအစိုးရကိုစန့်ကျင်တဲ့ဘဲဖွဲ့စည်းကိုမှအိန္ဒိယနိုင်ငံတွင်းမှာလက်ခံမှာမဟုတ်ဘူးလို့မြန်မာနိုင်ငံကိုအလဲပတ်ရောက်နေတဲ့အိန္ဒိယကြီးတဲ့ဦးစီးချုပ်ကပြောလိုက်ပါတယ်။ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့မနေ့ကနေပြည်တော်မှာတွေ့ဆုံစဉ်အိန္ဒိယကြီးတဲ့ဦးစီးဦးစီးချုပ်ဗိုလ်ချုပ်ကြီးဗစ်ခရန်စင်းကအခုလိုပြောလိုက်တာဖြစ်ပါတယ်။ကာကွယ်ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်းမြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးမှာငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုရရှိဖို့အဓိကအရေးကြီးတယ်လို့ပြောပါတယ်။ မြန်မာနဲ့အိန္ဒိယနယ်စပ်ဒေသဟာတခြားဒေသတွေနဲ့နှိုင်းယှဉ်ရင်တည်ငြိမ်အေးချမ်းမှုပိုရှိတယ်လို့လည်းဗိုလ်ချုပ်မှူးကြီးမဲအောင်လိုင်ကပြောပါတယ်။မနေ့ကတွေ့ဆုံရမှာနှစ်နိုင်ငံနယ်စပ်တည်ငြိမ်အေးချမ်းရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့သဘာဝဘေးရန်တွေကာကွယ်ရေးစတဲ့ကဏ္ဍတွေမှာပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးခဲ့ကြတယ်လို့ဒီကနေ့အစိုးရထုတ်သတင်းစာရေးမှာဖော်ပြထားပါတယ်။ အိန္ဒိယကြီးတဲ့ဦးစီးချုပ်ဟာမနေ့ကသမ္မတဦးသိန်းစိန်နဲ့လည်းတွေ့ဆုံပြီးတော့နှစ်နိုင်ငံဆက်ဆံရေးနှစ်နိုင်ငံသဘောတူစာချုပ်တွေလည်းအကောင့်ထနှစ်နိုင်ငံသဘောတူစာချုပ်တွေအကောင့်ထဖော်ရင်းနဲ့အိန္ဒိယနိုင်ငံကအကူအညီပေးနေတဲ့လူသားချင်းမြေဖွံ့ဖြိုးရေးစတာတွေကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါပါတယ်ခင်ဗျာ။ကော်တောင်းမြို့ကိုးမိုင်ကျင်းထောင်ကအပြစ်ဒဏ်ကျအကျဉ်းသားအားလုံးကိုရန်ကုန်အင်းစိန်ထောင်ကိုမနေ့ကတောင်ကြီးသင်းမောနဲ့ပြောင်းရွှေ့လိုက်တယ်လို့သိရပါပါတယ်။အခုတစ်ချိန်ထောင်ပြောင်းရွှေ့တာဟာနှစ်လအတွင်းဒုတိယချိန်မြောက်ဖြစ်ပြီးတော့ပြစ်ဒဏ်ကျခံရတဲ့အကျဉ်းသား120ပါဝင်တယ်လို့ အကျဉ်းသားမိသားစုဝင်တွေကပြောပါတယ်။ကော်တောင်းထောင်မှာပြီးကြတဲ့လကအကျဉ်းသားအမှုခိုက်ရန်ဖြစ်ပွားတာကိုအကျဉ်းဦးစည်းဝန်ထမ်းတွေကဝင်ရောက်ရိုက်နေရာကနေအကျဉ်းသားတွေနဲ့ထောင်ဝန်ထမ်းတွေကြားပြိပခဖြစ်ခဲ့ပြီးထောင်စုဘူးမှုဖြစ်ခဲ့ပါတယ်။ဒီစုဘူးမှုဖြစ်ပြီးတဲ့နောက်ရက်ပိုင်းအတွက်မှာပဲအကျဉ်းသား120ကိုပြီးကြတဲ့73ရက်နေ့ကပထမအတုပ်ဖြစ်ထောင်ပြောင်းရွှေ့ခဲ့ပါတယ်။အဲဒီလိုထောင်ပြောင်းရွှေ့ရမှာလဲအကျဉ်းသားမိသားစုဝင်တွေကိုဆက်သွယ်အကြောင်းကြားတာမရှိဘူးလို့ဆိုပါတယ်။ လက်ရှိကော်တောင်း6မိုင်ကျင်းထောင်မှာတရားရင်ဆိုင်နေတဲ့အချုပ်သား200ဝန်းကျင်ဟာ200ဝန်းကျင်သာကျန်တော့တယ်လို့လည်းသတင်းရရှိပါတယ်ခင်ဗျာပဲခူးတိုင်းမှာအခုရပိုင်းတော့မိုးသည်ထန်တဲ့တွေမနေ့ကဆပြီးတော့တောင်ငူကြီးသာရှင်နဲ့စွာမြို့နယ်အတွင်းကကြေးရွာတွေမှာလူပေါင်းတောင်းကျော်ရေပြေးလို့ရပြောင်းရွှေ့နေရတယ်လို့သိရပါတယ်စစ်တောင်းမြေမြင့်တက်တဲ့အတွက်ကြောင့်မို့တောင်ငူမြို့ပေါ်ကရက်ွက်ရက်ွက်ရက်ွက်ကိုးနဲ့တောင်ငူမြို့နယ်ပထန်းရွာမိုးကောင်းရွာ အရှိစင်ရွာစတဲ့ကြေးရွာကြီးတွေမှာရေနှင်းမြုပ်နေပါတယ်။ရေကြီးမှုကြောင့်ရေဓာရှည်မြို့မှာမနေ့ကလူနှစ်ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။တောင်ငူမြို့နယ်မှာရေကြီးတာဟာဆယ်စုနှစ်တခုအတွင်းမှာဒီကျင်းဟာအကြီးမားဆုံးဖြစ်တယ်လို့လည်းဆိုပါတယ်ခင်ဗျာ။ကာတွန်ဆရာကြီးဥအောင်ရှင်အသက်85နှစ်ဟာရန်ကုန်ဆေးရုံကြီးမှာမနေ့ကကွယ်လွန်သွားပါတယ်။ကာတွန်းဆရာကြီးဦးအောင်ရှိန်ဟာ1950ပြည့်နှစ်ဝန်းကျင်တွေကစပြီးတော့ popular ကာတွန်းရုပ်စုံစာအုပ်နဲ့သူဖန်တီးခဲ့တဲ့ကာတွန်းတွေကိုပြည်သက်နဲ့မိတ်ဆက်ပေးခဲ့သူဖြစ်ပါတယ် ဥဆန်စာဥဒိန်တောင်ဥကက်စီဥစိတ်တို့နဲ့မြောင်းညိုစတဲ့ကာတွန်းဇက်ကောင်တွေဟာထင်ရှားတဲ့ဇက်ကောင်တွေဖြစ်ပါတယ်။ဆရာကြီးဥအောင်ရှင်ကိုအဖဥမောင်ကွန်းနဲ့အမိတော်သားရင်တို့ကပသိမ်မှာ1928ဩဂုတ်လ23ရက်ကမွေးဖွားခဲ့တာဖြစ်ပါတယ်။ကာတွန်းဆရာကြီးဥအောင်ရှင်နဲ့ရဲ့အသက်84နှစ်ပြည့်မွေးနေ့ပွဲကိုဒီနှစ်ဩဂုတ်လ9ရက်နေ့ကကျင်းပခဲ့ပါတယ်။ဆရာကြီးဥအောင်ရှင်ရဲ့စာပနအခမ်းအနားကိုနိုဝင်ဘာ1ရက်မနေ့ပြန်မှာကျင်းပမယ်လို့သိရပါတယ်ခင်ဗျာ။ ဒီညတော့သတင်းတွေရတာဒီလောက်ပါပဲခင်ဗျာ RFA ကိုကြည့်ရှုအားပေးကြရတဲ့ကျေးဇူးတင်ပါတယ်မကြခင်မိနစ်ပိုင်းတော့မှာပဲသတင်းဆောင်မတွေကိုဆက်ပြီးတော့တင်ပြသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ RFA ရုံမြန်ကြအဆီဇင်တွေကိုမြန်မာစံတော်ချိန်ည7:00နာရီကနေ9:00နာရီထိညစဉ်ညတိုင်းထုတ်လွှင့်နေပါတယ်ခင်ဗျာဝေဖန်ကြံပေးကြတွေကိုလည်းဖိတ်ခေါ်ပါတယ် RFA ပြည်ထောင်စာစီစဉ်တွေကိုဆက်ပြီးတော့ကြီးစုနေရတာပါခင်ဗျာအခုတခါသတင်းပေးပို့ချက်တွေကိုဆက်တိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်နိုင်ငံရေးမှာစိတ်သက်တော်လှန်ရေးဟာအရေးကြီးတယ်လို့အီတလီနိုင်ငံခီးစဉ်ရောက်နေတဲ့ဒေါအောင်ဆန်းစုကြည်ကပြောလိုက်ပါတယ်အီတလီနိုင်ငံကချီးမြှင့်တဲ့ဂုဏ်သုဆောင်ပွဲတွေကိုလက်ခံယူစဉ်မှာမြန်မာနိုင်ငံရေးဖြတ်သန်းမှုအခြေအနေတွေနဲ့ပတ်သက်လို့ဒေါအောင်ဆန်းစုကြည်ကမိန့်ခွန်းပြောကြားခဲ့တဲ့အကြောင်းကျွန်တော် RFA ဝိုင်းတော်သူမခင်ကြီးကတင်ပြထားပါတယ်ခင်ဗျာဒေါအောင်ဆန်းစုကြည်ဟာအီတလီနိုင်ငံမြောက်ပိုင်းဘိုလော့ညာမြို့မှာ ဂုံတူးဆောင်ဘူလော့ညာမြို့သူစုနဲ့အွန်လာမက်ညာတက်ကတူအပေးရတဲ့ဂုံတူးဆောင်တက်တနိကဒေါက်တာဘွဲကို အောက်တိုဘာ30ရက်နေ့မနေ့ကလက်ခံခဲ့ပါတယ်ခံယူပြီးတဲ့နောက်အတပရနဲ့နိုင်ငံရေးဆိုတဲ့ခေါင်းစဉ်နဲ့ပြောကြားခဲ့ရမှာနိုင်ငံရေးမှာ စိတ်သက်တော်လှန်ရေးလိုအပ်တဲ့အကြောင်းပြောပါတယ် I have chosen to speak about politics because I'm a politician. In some parts of the world, in my country as well, some ကျမဘာဖြစ်လို့နိုင်ငံရေးအကြောင်းပြောရတယ်လဲဆိုရင်ကျမကိုယ်တိုင်နိုင်ငံရေးသမားဖြစ်နေလို့ပါကမ္ဘာနိုင်ငံတချို့မှာကြုံနေရတယ်လို့ပဲမြန်မာနိုင်ငံမှာလည်းနိုင်ငံရေးသမားဆိုရင်အဝေးကနေရှောင်ကျဉ်ရမယ့်သူတွေလို့မကောင်းတာတွေမှန်သမျှကိုပုံချရမယ့်သူတွေလို့သဘောထားမျိုးတွေအမြင်တွေရှိနေပါသေးတယ်ဒါပေမဲ့ကျမကတော့ ျမဖခင်ပြောခဲ့တဲ့စကားလိုပဲလောကမှာမကောင်းတဲ့နိုင်ငံရေးရဲ့လို့မရှိဆိုတဲ့စကားကိုသဘောတူပါတယ်။နှစ်ပေါင်း90ကျော်ဆရာနာရှင်လက်အောက်ကိုကြာရောက်ပြီးပျက်စီးခဲ့တဲ့မြမနိုင်ငံရေးလမ်းကြောင်းကိုအစ်စ်ပြန်လဲပြောင်းလဲဖို့ကျမတို့စူးစမ်းနေကြပါတယ်။ဒါကတော့အစိုးရထက်ပြည်သူ့ကိုမျက်နှာမူတဲ့နိုင်ငံရေးဖြစ်ပါတယ်လို့ဒေါန်ဆန်းစုကြည်ကပြောသွားတာပါ။ In politics as in other matters it is not just the goal that is important, but the means that we choose to achieve this goal. As you proceed, နိုင်ငံရေးမှာပန်းနိုင်ကသာအရေးကြီးတာသာမဟုတ်ပဲဒီပန်းနိုင်ကိုရောက်အောင်ဘယ်လိုသွားရမလဲဆိုတာကလည်းအရေးကြီးပါတယ်။အဲ့ဒီမှာအတ္တနဲ့ပရဘာကိုဦးစားပေးရမလဲဆိုတာရွေးချယ်ရမှာပါ။နိုင်ငံရေးမှာလက်တွေ့အပြင်စိတ်ပိုင်းနမ်ပိုင်းတွေလည်းလိုပါတယ်။အဲ့ဒါကြောင့်စိတ်သက်တော်လှန်ရေးဆိုတာလိုအပ်ပါတယ်လို့ဒေါန်ဆန်းစုကြည်ကပြောပါတယ်။ဒါပြင် မြန်မာနိုင်ငံမှာလူမျိုးစုနဲ့ဘာသာရေးပြည်ပခတွေရှိနေပါတယ်။အမုန်းတရားတွေဖြစ်တင်တာတွေနဲ့တရားခံရှာကျင်တာတွေနဲ့ဘယ်သူတွေအဖြစ်ဘလို့ခံနေရပါတယ်ဆိုတဲ့ဖော်ပြခြင်းတဲ့ဒဏ်တွေကိုမြန်မာပြည်ကခံစားနေရတာပါ။ကျမကတော့အဖြစ်ဆိုနေတာထက်ဘလို့တင့်မြက်မလဲဆိုတာကိုပဲစိတ်ဝင်စားပါတယ်လို့လဲဒေါန်ဆန်းစုကြည်ကဆက်ပြောသွားပါတယ်။ဒေါန်ဆန်းစုကြည်ဟာအောက်တိုဘာ29ရက်အင်္ဂါနေ့ရက်လဲ အီတလီနိုင်ငံအနောက်မြောက်ပိုင်းတူရင်မြို့ကပေးအပ်ချင်းမြင့်တဲ့ဂုံနူးဆောင်မြို့သူစုကိုလက်ခံယူခဲ့ပါတယ် I suggest we would succeed and then it occurred to me that in some ways we have already succeeded not because of အောင်မြင်တဲ့ဆိုတာရုပ်ပိုင်းပြည်စုံမှုထက်စိတ်ပိုင်းပြည်စုံဖို့လည်းလိုပါတယ်ကျမတို့ရဲ့ဒီမိုကရေစီကျိုးပန်းမှုခီးတစ်လျှောက်လုံးမှာခါတိမှုတွေဒေါသတွေနဲ့မုန်းတရားတွေကိုကျော်လွန်နိုင်ခဲ့ကြပါတယ် ကျမနေအကျဲချုပ်ကြနေတော့ဆိုရင်ဆရာနာရှင်တွေကိုမမုံမိဖို့ကိုကိုကိုအမြဲတတိပေးရပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ကိုမုံရင်ကိုကရှုံးသွားမှာဖြစ်ပါတယ်။ဒီအသည့်တွေကြောင့်ကျမနဲ့ကျမရဲ့လူဖော်ကိုင်ဘက်တွေအောင်မြင်ခဲ့ကြတာပါ။အာနာရှင်တွေနဲ့ကျမတို့ကြားမှာမတူကွဲပြားတာတွေအများကြီးပါ။ဒါပေမဲ့အာနာရှင်တွေလည်းလူတွေပါပဲ။ဒါကြောင့်မတူတာတွေကိုနားလည်နိုင်ရပါတယ်။ ူတစ်ပါးရဲ့အမြင်ကိုနားမလည်နိုင်ရင်မအောင်မြင်နိုင်ပါဘူးလို့စုလက်ခံယူပြီးမိန့်ခွန်းထဲမှာဒေါန်ဆန်းစုကြည်ကပြောကြားခဲ့ပါတယ်။ဒေါန်ဆန်းစုကြည်ဟာဒီကနေ့မှာတော့ပါမာမြို့ကိုတွားရောက်ပြီးဂုံနူးဆောင်စုကိုလက်ခံရယူမှဖြစ်ပါတယ်။အောက်တိုဘာ16ရက်နေ့ကလေးကဥရောပ၅နိုင်ငံကိုခရီးထွက်လာခဲ့တဲ့ဒေါန်ဆန်းစုကြည်ဟာအခုအီတလီခရီးစဉ်ပြီးရင်တော့မြန်မာနိုင်ငံကိုနိုဝင်ဘာ2ရက်နေ့မှာပြန်လည်ပြီးထွက်ခွာမှာဖြစ်ပါတယ်ရှင်။ လွတ်လပ်တဲ့အာရှတာ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုဆက်ပြီးတော့ကြည့်ရှုနေတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ RFA ရုပ်မြင်သံကြားအစီအစဉ်တွေကိုည၈နာရီခွဲကနေ9နာရီထိညစဉ်ညတိုင်းထုတ်လွှင့်နေပါတယ်အခုဆက်ပြီးတော့ရခိုင်ပြည်နယ်ဘက်ကသတင်းပေးပို့ချက်တစ်ပုဒ်ကိုထုတ်လွှင့်မအောင်ပါခင်ဗျာဟိုတယ်နဲ့ခီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနနဲ့ပြည်ထောင်ဝန်ကြီးဌာနတို့ပူးပေါင်းပြီးတော့ရခိုင်ပြည်နယ်တွင်းကဟိုတယ်တွေနဲ့တက်ခုတ်ကန်တွေအတွက် လုံခြုံရေးသင်တန်းတစ်ခုကိုစစ်တွေမြို့ကပြည်နယ်ရဲတပ်ဖွဲ့ရုံးမှာအော်တိုဘာ28ရက်နေ့ကနေနိုဝင်ဘာ1ရက်မနေ့ဖြန်ထိ9ရက်ကြာကျင်းပနေပါတယ်ကျွန်တော်တို့အားရပြည်သိုင်းတော့ကိုမင်းသိအောင်ကတင်ပြထားပါတယ်ခင်ဗျာ ဟိုတယ်နဲ့ခရီးသွားလာရဲ့လုပ်ငန်းဝန်ကြီးဌာနနဲ့ပြည်ထရေးဝန်ကြီးဌာနတို့ပူးပေါင်းစီစဉ်တဲ့ဟိုတယ်တွေနဲ့တဲကိုကင်းတွေရဲ့လုံခြုံရေးဆိုင်ရာသင်တန်းတစ်ခုကိုရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှအော်တိုဘာ28ရက်ကနေနိုဝင်ဘာ1ရက်နေ့ထိ9ရက်ကြာပြုလုပ်နေပါတယ်။မကြသေးခင်ကာလကမြန်မာနိုင်ငံနေရာတော်များများမှာဘုံပေါက်ကွဲမှုတွေဘုံလန်းမှုတွေဖြစ်ပွားခဲ့တာကြောင့်ဟိုတယ်တွေနဲ့တဲကိုကင်းတွေမှာလုံခြုံရေးဆိုင်ရာအသိပညာတွေရရှိဖို့ဒီသင်တန်းကိုပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။ ဒီသင်တန်းမှာရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးကရဲရရှိတွေကလုံခြုံရေးသဘောတရားမိုင်းရှင်းလင်းရေးနဲ့ကြိုတင်ကာကွယ်ရေးဆိုင်ရာရှေ့ခံသဘောတရားတည်နေတဲ့စာရွက်စာတမ်းလုံခြုံရေးမိုင်းရှင်းလင်းရှာဖွေရေးနဲ့ X-ray ဆက်အသုံးပြုနည်းလုံခြုံရေးဆိုင်ရာထောက်ကူပစ္စည်းတွေကိုကင်တွေအသုံးပြုနည်းစတဲ့ဘာသာရပ်တွေအပါဝင်ဘာသာရပ်၉ခုလောက်ကိုတင် जा ပို့ချပေးနေတာလည်းဖြစ်ပါတယ်အဲ့လိုမတင်ကပစ္စည်းတွေ့လို့ရှိရင်ဒီတွေ့တဲ့လူနဲ့ တခြားဘသူဘသူပါလေအတူတဝလာတဲ့လူဘာနဲ့ချင်းမလဲ CCTV ကင်မရာနဲ့ရှိ CCTV ကင်မရာတွေကပိုပြီးတော့ဒီလူမတကာပစ္စည်းနဲ့တွေ့တယ်ဒီလူနဲ့အတူဘသူပါလေဆို CCTV မှတ်တမ်းတွေကရှိအဲ့ဒီလူကို Facebook ဖိတ်ဆိုရှာပြီးတော့စစ်စစ်ဒီသင်တန်းကိုစစ်တွေပါဝင်မြောက်မြို့တွေကဖိုတယ်တွေနဲ့တက်ကိုကမ်းပေါင်း20ကျော်ကဝန်ထမ်းတွေမန်နေဂျာတွေစုစုပေါင်း50နီးပါးလောက်တက်ရောက်တင်ကြနေကြပါတယ်။ ခုလိုလုံခြုံရေးဆိုင်ရာသိပညာပေးမှုသင်တန်းပို့ရှပေးတာကြောင့်ဟိုတယ်တွေနဲ့တဲခေါခန်းတွေရဲ့လုံခြုံရေးဆိုင်ရာကြိုတင်ကာကွယ်မှုတွေပြုလုပ်သွားနိုင်မှာဖြစ်တယ်လို့သင်တန်းတက်ရောက်နေတဲ့စစ်တွေမျိုးမြအစင်းမြင့်တဲခေါရေးတာရဲ့မန်နေဂျာဦးဝင်းမြင့်ကပြောပါတယ်။သင်တန်းတက်ရောက်ခြင်းဒီဟာရရှိတဲ့သင်ခန်းစာတွေပုံမှန်မူတည်ပြီးတော့ကိုရောက်တဲ့တဲခေါခန်းတွေပုံမှန်ကိုယ်ဝန်ထမ်းတွေကိုပြန်လဲဆွေးနွေးတင်တာပို့ချပြီးတော့ဟိုဘယ်လိုကာကွယ်ရမလဲဆိုတာကြိုတင်ပြင်ဆင်လို့ရပါတယ်။ အခုလိုလုံခြုံရေးဆိုင်ရာတင်နန်းကိုရခိုင်ပြည်နယ်စစ်တွေတန်းတွဲမြို့ငပလီစတဲ့နေရာတွေပြင်ငွေဆောင်ချောင်းသာမကွေးမြကြီးနားစတဲ့မြန်မာနိုင်ငံအနှံ့မြို့နယ်၁၆ခုလောက်မှာအော်တိုဘာ၂၈ရက်ကနေနိုဝင်ဘာ၁ရက်နေ့ထိတပြိုင်တည်းထဲပြုလုပ်နေတာဖြစ်တယ်လို့လည်းသိရကြပါခင်ဗျာ RV Radio အသံလွှင့်စီစဉ်နေကို၄နိုင်မနဲ့9နိုင်ကနေ8နိုင်ထိထုတ်နေပြီညစဉ်9နိုင်ကနေ8နိုင်ထိ မေကပြည်တော်စုဝါရှင်တန် DC မြို့တော်ကနေဓာတ်ရဲ့တန်လွှင့်နေပါတယ်။ RP တန်လွှင့်စီစဉ်မှာနေ့စဉ်သတင်းနဲ့သတင်းပေးပို့ချက်တွေအပြင်အပတ်စဉ်ဆောင်းပါးတွေကိုလည်းပဲထုတ်ပြန်နေပါတယ်။ရပြင်နေ့စဉ်မနက်ပိုင်းစီစဉ်မှာတိုင်းသားဘာသာစကားခုနှမျိုးကိုအလှည့်ကျထုတ်လွှင့်နေပါတယ်။ဒီနေ့ကနေ့မှာတော့ဒီနေ့ကနေ့စကားဝိုင်းစီစဉ်ကို မနေ့ပိုင်းမှာရောညဘက်မှာပါနှစ်ကြိမ်ထုတ်လွှင့်နေပါတယ်။ RFA TV နေ့စဉ်ရုပ်မြင်သံကြားအစီအစဉ်လေးကိုတော့ည8:30ကနေ9:00ထိနိုင်ဘက်ကြာညစဉ်ထုတ်လွှင့်လည်ရှိပါတယ်။နေ့စဉ်အစီအစဉ်လေးကိုသတင်းနဲ့သတင်းပေးပို့ချက်တွေတိုင်းသာအစီအစဉ်လေးနဲ့ထုတ်လွှင့်နေပါတယ်။ဇနီးနေ့ညမှာအပတ်စဉ်ရုပ်သံမဂ္ဂဇင်းအစီအစဉ်ကိုထုတ်လွှင့်ပြီးအဲဒီအစီအစဉ်ကိုပဲဒီနေ့ကနေနေ့မှာပြန်လည်ထုတ်လွှင့်ပေးနေပါတယ်။ကျွန်တော်တို့ရဲ့ RFA TV အစီအစဉ်လေးကို Asia Set 3ဂျိုဒူနဲ့ New Skies ဂျိုဒူတွေကနေတဲ့တစ်ချိန်နဲ့တစ်ပြိုင်နဲ့ဖိုင်းကြည့်ရှုနိုင်ပါတယ်ခင်ဗျာလူခွေနဲ့လူကုံသိခါရုပ်ရှင်ပွဲတော်ကိုကရားပြည်နယ်လွိုက်ကော်မြို့မှာအောက်တိုဘာ30မနေ့ကစပြီးတော့ကျင်းပနေပါတယ်အားရသိန်းတော်ကိုနေသွေးရလွိုက်ကော်မြို့ကနေသတင်းပြပို့ထားပါတယ်ခင်ဗျာလူခွေရင်နဲ့လူကုံတိုက်ခါရုပ်ရှင်ပွဲတော်ကိုကြားပြင်းနေလွယ်ကော်မြို့နောင်ရရက်ကွဲမှာရှိတဲ့ကက်တလစ်တမန်ယုံเจ้าမှာမင်းညကပြသခဲ့ပါဗျာ လူခွင့်ရင်လူကုန်တိတ်ခါဆိုတဲ့ခေါင်းစဉ်နဲ့လူမှုပတ်ဝန်းကျင်အတီတီကအဖြစ်ပြက်တွေကိုလူခွင့်ရင်အခြေခံနဲ့ဖန်တီးရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားအတူလေးတွေကိုပြသခဲ့တာဖြစ်ပါတယ်။အဲ့ဒီပြသခဲ့တဲ့အထဲမှာနိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာစုရရှိခဲ့တဲ့ဇာတ်ကားတွေနဲ့လူခွင့်ရင်ဆိုင်ရာပညာပေးဇာတ်ကားတွေကိုပြသခဲ့ပါတယ်။ကြားပြည်နယ်မှာအခုလိုပွဲလာရောက်ကျင်းပရတဲ့အခြေအနေနဲ့ပတ်သက်ပြီး ပွဲဖြစ်မြောက်ရေးတာဝန်ခံမှန်းရည်ရည်မွန်ကအခုလိုပြောပါဗျာ။ကျွန်တော်ပြရမှာပါသွားတွေ့တယ်ဆိုသူငယ်တွေမတရားညီရည်ရှိညီကြတာဒါကလည်းအဖွဲ့အစည်းတွေပတ်မုန်းခုမှုအများကြီးပါတယ်။အဲ့ဒီပြတာတဲ့ကားတွေထဲမှာ အကျဉ်းဆန်ဘဝမှတ်တမ်းရုပ်ရှင်လည်းပါဝင်ပါဗျာ။အဲ့ဒီဇက်ကားဟာဒေါ်အောင်ဆန်းစုကြည်စုရရှိခဲ့တဲ့မှတ်တမ်းတင်ကားလည်းဖြစ်ပါဗျာ။ဇက်ကားရဲ့ဒါရိုက်တာကိုရီနန်းတိုက်ကသူ့ဇက်ကားကိုအခုလာရောက်ပြတာခွင့်ရတဲ့အတွက်ဝမ်တာကြောင်းနဲ့ ရှေ့ဆက်ပြီးဇက်ကားတွေကိုဖန်တီးရိုက်ကူးသွားမှာဖြစ်တယ်လို့ပြောပါတယ်ကျွန်တော်ငိုပြိုင်ကလေးကကျွန်တော်ကစီရအောင်များဖို့ကျွန်တော်ပြောချင်တဲ့ message လေးပေါ့နော်ဒါဒီကားထဲမှာပါတယ်အဲ့ဒါလေးကိုကျွန်တော်ဒူဒူသိအောင်တော့ပြချင်တယ်အဲ့တော့ပထမဆုံးကျွန်တော်ကကျွန်တော်ပြသတဲ့ကားထဲမှာပါပြီးတော့ပြရတဲ့နေရာကျွန်တော်ကချိန်နေတယ်ပေါ့နော်အဲအခုကျတော့စုကြပြီးတော့တကယ်တံခိုးတစ်ခုလည်းမဟုတ်ပဲနဲ့ဒီမှာတစ်ခုလုံးနဲ့ဒီနေ့တိုင်းပြပြရဲဆိုတဲ့ခါကျတော့ အတိုင်းမသိဘူးဝန်သားပါအကျဉ်းဆံဘဝမတန်းတင်ဇက်ကားကိုအခုလိုအောင်မြင်တဲ့ဇက်ကားတကားအနေနဲ့နိုင်ငံအနှံ့လိုက်လံပြသခွေရတာကိုကျေနပ်မိပေမဲ့ထောင်ထဲမှာသူ့ထက်ပိုပြီးပေးဆက်သူတွေရဲ့ဘဝကိုမဖော်ထုတ်နိုင်သေးတဲ့အတွက် သူ့အနေနဲ့တာဝန်မကျေသလိုခံစားရတယ်လို့နိုင်ငံရေးအကျဉ်းသားကိုစန်းစော်ထွေးကပြောပါတယ်။ကံအားလို့ဆိုတာကျွန်တော်အနေနဲ့ကျွန်တော်ထောင်ထဲမှာဘလို့ဒုက္ခရောက်ခဲ့တယ်ကျွန်တော်ဒီအဲ့ဒီဒုက္ခတွေကိုဘလို့ကြော်လွှားခဲ့တယ်ဆိုတဲ့အားကိုကျွန်တော်အများ ိအောင်ပြောခွင့်ရတယ်ပေါ့နော်အဲဒါပေမဲ့လို့ပြောခွင့်မရပဲနေထောင်ထဲမှာပဲတည်ဆုံးသွားတယ်ထောင်ထဲမရောက်ခင်မှာလမ်းပေါ်မှာတည်ဆုံးသွားတဲ့လူတွေအတွက်ကျွန်တော်အနေနဲ့ကတော့အထူးတောင်းပန်စကားပြောဖို့တော့လိုအပ်တယ်ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့သူတို့ကျွန်တော်ထက်နည်းနည်းနာနာခံစားခဲ့ရတဲ့လူတွေကိုကျွန်တော်ပုံစံမပြုနိုင်ဘူးပါကြောက်လဲဆိုတဲ့အခါကျတော့ကျွန်တော်ဘဝကျွန်တော်အကြောင်းကျွန်တော်ကြုံရတဲ့ဟာဒီကိုပဲကျွန်တော်ပြန်ပြောဝင်ရတယ် ရုပ်ရှင်ဇက်ကားတွေကိုပြသပြီးတဲ့အချိန်မှာလူခွေးနဲ့ပတ်သက်ပြီးလာရောက်ကြည့်ရှုသူပြည်သက်တွေနဲ့အပြန်အလှန်မေးခွန်းတွေမေးမြန်းဖြေဆိုခဲ့ကြတာတွေ့ရပါတယ်။လူခွေးလူကုတ်တိတ်ခါခီးသွားရုပ်ရှင်ပွဲတော်ကိုမြန်မာနိုင်ငံအနှံ့မြို့ကြီးတွေမှာလိုက်လံပြသနေတာဖြစ်ပြီးခုလိုကြားပြည်နယ်လွိုက်ကော်မှာလာရောက်ပြသတာဟာ၉ချိန်မြောက်ဖြစ်တယ်လို့သိရပါတယ်ခင်ဗျာ။အားလုံးရေမြန်သားညာစီစဉ်တွေကိုကြည့်ရှုနေတာဖြစ်ပါတယ်ခင်ဗျာ။ ျွန်တော်တို့ RFA လွတ်လပ်တဲ့အာရှအတန်းရဲ့ရေဒီယိုအတန်းလွင့်အစီအစဉ်နဲ့ရုပ်မြင်သံကြား TV အစီအစဉ်တွေကိုကွန်ပျူတာအင်တာနက်ကတစင်လဲအချိန်မြွေဖမ်းယူကြည့်ရှုနာဆင်နိုင်ပါတယ်။လိပ်စာက www.rfa.org/bami ဖြစ်ပါတယ်။ RFA ကိုစာရေးသားပေးပို့ခြင်းနဲ့ဆိုရင်တော့အင်တာနက်အီးမေးလ်လိပ်စာက burmese@rfa.org ဖြစ်ပါတယ်ခင်ဗျာ။ဒီညတော့ RFA ရုပ်မြင်သံကြားအစီအစဉ်တွေလဲဒီမှာပဲပြန်ဆုံပါပြီ။ကြီးစုကြရဲ့ပြည်သားအားလုံးကိုအထူးကျေးဇူးတင်ပါတယ်။မင်္ဂလာပေါင်းတဲ့ပြည်စုံတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။ Thank you.